ကေတီယူချန်နယ်လေးကပြန်လဲကြိုးစားပါရပြန်နော်နေဘာလို့ပြောချင်လဲဆိုတော့နိုင်ပေါ်မှာခိထားနေရဟာပေါ့နော်ခိထားနေရရဒါပေမဲ့ကျွန်တော်တော့မပြောပါဘူးနော်ကျွန်တော်တော့မပြောဘူးသူကတိတ်ပြောစရာအကြောင်းရှိဘူးပေါ့နော်ကျွန်တော်အဲ့ဒီဟာတိတ်လဲကျွန်တော်စိတ်ဝင်စားတဲ့အကြောင်းမဟုတ်တဲ့အတွက်မပြောဘူးဒါပေမဲ့ဒီမှာဥစဉ်တစ်ပါးပြောထားတဲ့အရာလေးကိုနှစ်ပုတ်ပေါ့နော်အဲ့ဒါဖွင့်ပြပေးမယ်အဲ့တော့ဒီပေါ်မှာပဲနော် စဉ်းစားသုံးချက်ဝေဖန် critical critical thinking လေးပေါ့နော်စဉ်းစားသုံးသပ်သိချာဝေဖန်နိုင်တဲ့အမြင်တွေအတွေးခေါ်တွေနဲ့ပဲသုံးသပ်သွားပါเนาะကျွန်တော်ကတော့ဒီပေါ်မှာမသုံးသပ်ဘူးဘာလို့ကျွန်တော်ကျွန်တော်တချို့ຢာကြီးเนาะကျွန်တော်ကဗီဒီယိုတော့ကြည့်နေလူတွေဆိုသိလိမ့်မယ်တချို့လူเจ้าเนี่ยတချို့ຢာကြီးကြီးကျွန်တော်မပြောတာကြီးတွေ့လိမ့်မယ်ဘာလို့ဆိုတော့ကျွန်တော်ကိုယ်တိုင်စိတ်မဝင်စားလို့နော်စိတ်မဝင်စားတဲ့အရာတွေဆိုရင်ကျွန်တော်တိတ်ပြီးတော့မတင်ပေးဘူးပေါ့နော်ဒါမဲ့ဒီကတော့ဒီဦးစင်းပြောတဲ့နှစ်ပုတ်လေး နားထောင်လိုက်ပါเนาะဒီမှာဘုံနားထောင်လိုက်မိုင်းဘုံဆက်တော်ကြီးကိုဘယ်လိုမြင်လဲဆိုပြီးတော့လာမေးထားပါတယ်ဥပမာဗုဒ္ဓဘာသာမှာကဂိုင်းခွဲတွေများပေမဲ့အဲ့ဒီဂိုင်းခွဲကိုအချုပ်ခွဲလိုက်မယ်ဆိုလို့ရှိရင်နံပါတ်1ထေရဝါဒနံပါတ်2မဟာယာနနံပါတ်3ဝဇိတယာနဗုဒ္ဓဘာသာဆိုပြီးတော့ဗုဒ္ဓဘာသာသုံးမျိုးရှိပါတယ်မိုင်းဘုံဆက်တော်ကြီးကထေရဝါဒထဲမှာတော့မပါဘူး တရားတော်ကြီးသင်မြန်းတဲ့ဝတ်စင်တဲ့အရာတွေကိုကြည့်မယ်ဆိုလို့ရှိရင်ထိရပါတာတော့မဟုတ်တော့ဘူးမဟာယာနဟုတ်ရင်ဟုတ်မဟုတ်ရှင်ဝသီရယာနတကူရှိရကသူတို့ရှမ်းပြည်နယ်နယ်စပ်ပိုင်းတွေရဲ့ညီချင်းမှုတွေအကြောင်းတွေကိုထည့်သက်ဖို့လိုတာပေါ့နော်ထည့်သက်ဖို့လိုတယ်တို့တော့တရားတော်ကြီးကတမထတာပေါက်လိမ့်မယ်ထင်တယ်တမထလမ်းနေပါလေတဲ့ ဒါကြောင့်သူကတခုခုရှာတာတာဖြစ်လိမ့်မယ်တမထပေါက်ထားလိမ့်မယ်သူရန်တာဟုတ်မဟုတ်ကတော့ဥသိန်းတို့လည်းမသိဘူးဘာကြောင့်လဲဆိုလို့ရှိရင်ဥသိန်းတို့ပုရုသင်အနယ်ကတောဒပန်တကာတကနာကရန်တာအရာကိုမသိနိုင်ပါဘူးဒါကဥသိန်းမြင်တဲ့အမြင်ကိုမျှော်ပြပေးတာဖြစ်ပါတယ်အကြတော့နော်ဒါတခုပေါ့နော်တခုပြန်ဟိုနော်တချို့ အခု line ပေါ်မှာခိထရနေမှာဆိုငကားကြီးပေါ့နော်ငကားငကားကြီးဆိုတဲ့အရာရဲ့နော်ဒီမှာနော်အဲဥစဉ်မဲ့တစ်ခါထပ်ပြောရတဲ့အရာလေးချက်နာတော့မိုင်းမုံစတော်ကြီးပြောတယ်ပေ3000လောက်ရှိတဲ့ငကားကြီးဆိုတာတကယ်ရှိပါသလားသူကအဲ့ဒီပေ3000လောက်ရှိတဲ့ငကားကြောက်မြေငလျင်လှုပ်တယ်လို့ပြောပါတယ်ဒါကကြတော့တဘာဝသိပ္ပံပညာနဲ့လုံးဝမဆိုင်ပါဘူးဖျားဟောနဲ့လည်း လုံးဝမဆိုင်ပါဘူး။ဦးဇင်းတို့ဖရာဟောမှာပေ၃ကျောင်းထက်ကြီးတဲ့90ကျောင်းရှိပါတယ်။အဲ့ဒီ90လေးကတိမိ9တိမိင်္ဂလာ9တိမိတိမိင်္ဂလာ9ဆိုပြီးတော့9တမျိုးရှိပါတယ်။တိမိ9ကယူဒနာ100တိမိင်္ဂလာကယူဒနာ200တိမိတိမိင်္ဂလာကယူဒနာ900ဆိုပြီးတော့အတိအသိရှိပါတယ်။တယူဒနာကို10000နဲ့တက်မယ်ဆိုလို့ရှိရင်တော်တော်ကြီးပါတယ်။ နော်ဒါကြောင့်ပေ3000ထက်ကြီးတဲ့ငကားတွေငားတွေရှိတယ်ဆိုတာဖျားဟောအရာရှိပါတယ်တိုးတော့အဲ့ဒီငကားကြောင့်မေငလင်လို့တာဆိုတာကတော့ဖျားဟောလဲလက်မခံဘူးသိပ္ပံပညာလဲလက်မခံဘူးဖျားဟောကဘာကြောင့်လက်မခံလဲတို့လို့ရှိရင်မြတ်စွာဘုရားကမေငလင်လို့ကြောင့်အကြောင်းရှိမျိုးကိုဟောတာလားနံပါတ်1တဘာဝကြောင့်နံပါတ်2တကိုးကြီးတဲ့ယတိယဟန်နဲ့တွေကြောင့် နံပါတ်3ဖရာလောင်ပရိသတ်ရေယူလို့နံပါတ်4ဖရာပရိမွေးဖွာလို့နံပါတ်5ဖရာဖြစ်လို့နံပါတ်6တရားဥဟောလို့နံပါတ်9အာယုသင်္ခါရလှုပ်လို့နံပါတ်8ပရိနိဗ္ဗာန်ဆံလို့တူပြီးတော့အကြောင်း၈မျိုးရှိပါတယ်အဲ့ဒီအကြောင်း၈မျိုးမှာငကားကြောင့်လို့တယ်မပါပါဘူးနော်ဒါကြောင့်ပေ3000တကြီးတဲ့ငကားတွေရှိတဲ့အတွက်လက်ခံလို့ရတယ်လို့အဲ့ဒီငကားကြောင့် မေငလင်လို့တဲ့ဆိုတာကိုလည်းမေငလင်မလုပ်ဘူးဆိုတာလည်းလက်ခံရမှာဖြစ်ပါတယ်အကြတော့နော်မြင်သာမယ်လို့တော့ထင်တယ်နော်အဲ့ဒီပုံမှာဥစဉ်ပြောသွားတဲ့အရာပုံမှာနော်ကိုယ့်ကိုခရီးကန်ခရီးကဲတင်ကင်းလေးတွေစဉ်းစားသုံးချက်တိကျလေးစဉ်းစားသုံးချက်ဝေဖန်ဖို့ဗျာအရာရာအောင်နော်တိကျသုံးသက်ဝေဖန်နိုင်တဲ့အမြင်ဒါမှမဟုတ်စွမ်းရည်အာရုံစူးစိုက်လေးလာမှုလीနဲ့ မြင်သာမယ်လို့တော့ထင်ပါတယ်နော်မြင်သာမယ်လို့တယ်ကျွန်တော်ပြောပြပြအစွန်တစ်ဖက်ကိုဒါကြီးရောက်လို့မရဘူးလို့ကျွန်တော်ပြောပြပြအစွန်တစ်ဖက်ရောက်ရင်ကြောက်ပဲရှိတယ်နော်အစွန်ရောက်လို့ရင်ကြောက်ပဲရှိတယ်ကြတော့နော်တေချာတော့တွေးတက်မယ်လို့တော့ထင်ပါတယ်ဗျာနော်